စီအလင်းမရသေးတဲ့သူတွေပေါ့နော်အခုတပတ်တလန့်ဝင်ကြီးရှင်တာပေါ့အခုကရှစ်လပိုင်းတော့တေလူမျောပါပေါ့ယောဂဝင်ရခံစားရတယ်ပေါ့ပတ်စံမရှိရင်မလွယ်ဘူးလေကိုကျမကြီးဖြစ်တော့ပိုတိတာပေါ့ဒီမှာယူယူခွဲတာရှိတယ်ဆက်လက်ခွဲတာရှိတယ်အဲ့ရတဲ့လူခံလဲငွေရကျွန်တော်စားဖို့မဟုတ်ပါဘူးကျွန်တော်ဒီမျက်စိခွဲမဲ့ဝေဒနာရှင်တွေပဲကျွန်တော်ပံ့ပိုးมาပါအဓိကဒီသူတို့မျက်လုံးလေးပြန်မြင်သွားဆိုရင်အခုပြောมาပါ ုပ်တာတော့ပြီးခဲ့တဲ့၂လပိုင်းနေရာစလုပ်တာပေါ့နော်။၂လပိုင်းနေရာဟိုမျက်စိအလင်းမရသေးတဲ့လူတွေအဲမျက်စိဝေဒနာခံစားနေရတဲ့လူတွေပေါ့နော်။အခုတစ်ဖက်တစ်လမ်းဝင်ကြီးရှင်တာပေါ့။ဝင်ကြီးရှင်တော့ဘွာအဲ့ဒါလေးကိုဆရာကြီးနဲ့တိုင်ပင်ပြီးတော့ဆရာကြီးကလည်းအကောင်းတာပေါ့တဲ့ဒီလိုကလေးကရမ်းကောင်းတယ်မွန်မြတ်တယ်လောက်ပါတယ်ဆိုတော့အဲဆရာကြီးကလည်းလမ်းညွန်တာနဲ့ဟိုစလုပ်ဖြစ်တာပေါ့နော်။ပြီးခဲ့တဲ့လတော့ဖုံးကြီးတစ်ပါးနဲ့ဖုံးဖုံးတစ်ပါးနဲ့ အဲလူတယောက်ပေါ့ဒါပေမဲ့သူကမခွဲပြစ်ဘူးသူကမျက်လုံးကဖြစ်တာမဟုတ်ဘူးသူကအုံနောက်အောင်ကျော်ရောက်လာဆိုတော့သူကမခွဲရဘူးဖုံးဖုံးတစ်ပါးပဲခွဲတာတွေပဲအစားဆုံးလုပ်ပြတယ်ဖုံးဖုံးတော့တလားပြည့်တော့မယ်ညမတလားပြည့်ပြီအဲဖုံးဖုံးလည်းကောင်းတော်တော်ကောင်းပါပြီအဲဒီနေ့ကတော့9ယောက်ပေါ့9ယောက်တာခင်ဗျဟုတ်တယ်အကိုကြီးကတော့ဟိုလုံအားပုံများတာပေါ့နော်အကိုကရှစ်လပိုင်းတော့ကတေလူမျောပါပေါ့ယောဂဝိညာဉ်ခံစားရတယ်ပေါ့ဆေးရုံတွေလည်းတော်တော်စုံသွားတယ် ဒါပေမဲ့ကိုကြီးဖြစ်တဲ့ဟာနဲ့ဒီမျက်စိနဲ့တော့မဆိုင်ဘူး။ဒါပေမဲ့ကိုကအဲ့မှာဆရာထူးခန့်ကြော်ရတဲ့ဝမ်းမြဲနဲ့ကုလိုပြန်ကောင်းတော့ဘလို့ခံစားရလဲဆရာရဲ့လူဝမ်းသာတာဗောလို့ကျွန်တော်ပရာဟိတလေးလှုပ်ချင်တာလို့အရင်တော့သူ့ဆေးကမ်းမှာလောဝါပေးခဲ့ဘူးတယ်လေပရာဟိတလှုပ်တယ်ဆိုတော့အဲ့ဒါနဲ့မလှုပ်ရမယ်ဆိုတော့ကောင်းထဲမပေါ်သေးဘူးအာနောက်ပိုင်းကျတော့မှကိုယ်နားမှာလဲအဲ့ဒီရှစ်မှာလှုပ်ပေးခဲ့ဘူးတယ်ဒီဒီဖုံဖုံကြောင်းကိုပဲမက်ဆီခွဲတဲ့လူတွေ နှစ်ယောက်တော့လိုက်ပြဘူးတယ်အဲ့ဒါတော့တော့ကိုကလှုပ်ဝါးပဲစိုက်တာပေါ့ငွေမစိုက်နိုင်ဘူးပေါ့အဲ့ဒါလည်းအခုကျတော့အဲ့မက်ဆီဟာလီယာပရာဟိတာပဲလို့မက်ဆီဟာလှုပ်ချင်တယ်လို့စိတ်ကပေါ်သွားတာ ਨੇ အခုတခါမှကိုဘဝမှာမလှုပ်ခဲ့ဘူးတဲ့အခုဒိဋ္ဌိန်ဝင်လဲအဲပရိစိတ်တယ်တတ်တလို့စားတယ်ပေါ့နော်ဒီဟာလေးလှုပ်ချင်တော့အကြည့်လို့ဘာလို့လဲကို့မှာဟိုအဲ့လိုလှုပ်ပေးဖို့အတွက်ကို့မှာကိုယ်ပိုင်ငွေမရှိဘူးလေကိုယ်ပိုင်ငွေမရှိတဲ့ခါကျတော့ကိုကအမှန်ပြောရရင်တော့အလှရှင်ဟို လူရှင်တွေကတူမယ်ဆိုရင်တော့အဲအဲ့လိုကွာအဲ့ဒါလေးမျောဝိုးတာပေါ့နော်ဒါအမှန်ရိုးသားသားပြပတာပါသူတို့လူလို့ရှိရင်ကွာဒီယူတွေလုတ်ပေးနိုင်တယ်ပေါ့နော်အခုတော့ကိုဒီဆရာဆွဲရံပိုင်းပေါ့နော်ဆရာဆွဲရံပိုင်းဆိုရင်သူကညီကိုလိုပါပဲအာကွဲမြင့်လုတ်ရတယ်နော်မကျွန်တော်ရှိတယ်အဲသူကအဲ့လိုပေါ့နော်သူကလည်းအပြင်းစကားပြောတယ်သူကလည်းလုတ်ပါဆိုတော့ဝမ်းလုတ်ဖြစ်သွားတာပေါ့တချို့ကတော့ငါမမဝင်မရှိတာငါမမဆက်တွေ့မရှိတာပေါ့နော်အဲ့လိုမျိုးနဲ့ ။တချို့ကလည်းမလုတ်ဖြစ်ကြအောင်လုတ်ချင်သီးတန်းအောင်တော့မလုတ်မလုတ်ဖြစ်ကြအောင်ပေါ့နော်။အခုဆိုလို့ရှိရင်ဒါအကိုရဲ့ကျမ်းမကြီးကြောင့်ဒီတလောက်တသိန်းခွဲဆေးဖို့ကုန်တယ်။တသိန်းကတသာတာတသက်ပေးတယ်။အဖေသုံးရင်းသာသုံးပေါ့နော်။တသိန်းတသက်ပေးတယ်။အဲ့တသိန်းကိုကိုကဆုထားတယ်။အခုမသုံးဘူး။အခုအဲ့တသိန်းကိုဆုထားတယ်။အခုလိုနေဖြစ်လို့ရှိရင်အကိုထဲ့လူမယ်။အဓိကဒီသူ့မျိုးလုံးလေးပြန်မြင်သွားတယ်ဆိုရင်အခုပြောမှာပါ။အချိန်ကခွဲပြီးတဲ့ဖုံဖုံကဆိုရင်သူကစာရေးဆရာ ကျွန်တော်ကဒီလူဘဝတော့ကတော့သူကဇန်ညွန်းနေရေးတာစာရီလည်းအရန်ဖတ်တာဆိုတော့သူစာမရေးနိုင်ဘူးဒီလေလုံးတစ်ဖက်ကမကောင်းတဲ့အတွက်စာရေးလို့မရအခုသူစာရေးနိုင်ပြီသူအဲ့လိုသူပြောပြောတော့ကိုဝမ်းသာတာပေါ့သိရမလားအဲ့လိုဘုံစာရီပြန်ရေးနိုင်ပြီကွာဆိုတော့ပြောတာပေါ့ကိုကျမကြီးဖြစ်တော့ကိုတိတာပေါ့ငွေမရှိရင်ဟိုဒီဆေးတွေကအစားလေအုံဆားဆားရအုံဝယ်ရတာလေဆေးရုံတက်တယ်ဆိုတော့လည်းအုံဝယ်ရတာဆိုတော့ပတ်စံမရှိရင် မလွယ်ဘူးလေလူနာတယောက်ကကိုဘွားမှာဒါလည်းဟိုကုနာတွေပေါ့ဟိုနောက်ကနေပြီးတော့ပံပိုးကူညီပေးတဲ့ဆရာတွေပေါ့ဆရာစောလို့ပေါ့အခုကိုအောင်ထွန်းတို့ပါလာပြီနောက်အဲ့လိုပဲပေါ့နော်နောက်ထပ်လူချင်းတွေလည်းပါလာမယ်ဆိုရင်နောက်ထပ်လူတွေအများကြီးကိုကူညီနိုင်မှာပေါ့အဲ့ဒါဆိုရင်ပိုဝမ်းသာအောင်ပါပေါ့နော်အဲ့လိုပါဒီမှာကုန်ရစိတ်ကမရှိပါဘူးဟိုကမြေကျွေးခွဲလို့ရှင်အများဆုံးဒါစာအုပ်ဖိုးနဲ့ စာကခွန်9000တိစရာ1000 1000ခွဲဒီအလူငွေက3000လူအောင်တော့ဆိုမှ4000ခွဲပဲရှိတယ်ဖုံဖုံကတော့တသိန်းနဲ့ကျော်သွားတာပေါ့ဖုံဖုံတပါးတသိန်းကျော်သွားတယ်လမ်းချင်းနဲ့ဘာလဲဆိုရင်တော့တသိန်း၎င်းတဲ့တုံးတော့တော့ခုံသွားတာပေါ့နော်သူမတက်နိုင်ဆိုရင်အဲဆေးဘုံလေးပါလှူပေးလိုက်မှာပေါ့အဲ့လူတွေပေါ့အဲ့ကြံတဲ့ဝင်းလေးတွေတော့တက်နိုင်တဲ့လူပါသူကဆေးဘုံလေးဝယ်မယ်ဆိုလဲဝယ်ပေါ့အဲ့လူတွေပေါ့အဲ့လူတွေတော့စဉ်းစားထားတယ်ပေါ့ဒါအများကြီးတက်တာပါလေဒါအဲ့ဖုံဖုံတွေကလည်း ဒီဒီတနေရာလေးလောက်တာမဟုတ်ဘူးဟိုကျွန်တော်တီးတော့တော့ဟိုရှမ်းပြည်ဂျင်းငံမှာလည်းဖုန်းကြောင်းကြောင်းကြောင်းအထိုင်ပေါ့အဲ့မှာရှိတယ်နောက်ဒီလာစင်တိုင်းမှာလည်းဒီလာအေရာဝတိုင်းဆိုနောက်လာဘဲတိုင်းနောက်လာဘဲတိုင်းနောက်လာဘဲတိုင်းဘဲဘဲမြို့လည်းဆိုအဲ့လိုသူကလည်းလှည့်ပြီးတော့ live ခွဲနေတာပါခွဲတဲ့ဆရာဝန်ကြီးရတယ်အခုဟိုပေါ့နီပေါ်တို့လာအိုတို့ကဆရာဝန်ကြီးတို့ကြားတယ်ပါရဂူကြီးတွေခွဲပြတယ်သူကြားတယ်ဟုတ်ကဲ့ကောင်းကိုနဲ့ပတ်သက်တဲ့ကိုနဲ့ပတ်သက်လို့လာခွဲတဲ့လူမှန်များတော့အကုန်ကောင်းကြတယ် အဲ့ဒါလေးတော့ကိုကတိထားတယ်ပေါ့နော်ဟိုကျွန်တော်လည်းအတူတူပေါ့နော်ဒီမှာဒီကုသိုလ်ဒါနလေးပေါ့အဲဝိုင်းလှုပ်ရှင်လည်းတချို့ကလည်းဟိုပတ်စံရှိတယ်အဲ့လိုလှုပ်ဖို့သူတို့မှအဆက်အသွယ်တွေမရှိတဲ့လူတွေရှိတယ်ဘယ်လိုလုပ်ရမလဲဆိုတာမသိတဲ့လူတွေရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကိုကျွန်တော်ကဒါဖိတ်မှန်တကားပြူတာပါတကယ်လို့လှူရှင်လည်းအဲကိုကတော့မျိုးလုံးခွဲဖို့အတွက်ကိုယ်တိုင်တော့မလိုက်နိုင်ဘူးငွေသားပဲလှူမယ်ဆိုလည်း ရရပါတယ်လူလို့ရပါတယ်လူကျွန်တော်ကနေပြီးတော့ဒါအဲ့ရတဲ့ဒုခံလဲငွေရကျွန်တော်စားဖို့မဟုတ်ပါဘူးကျွန်တော်ဒီမက်ဆီခွဲမဲ့ဝေဒနာရှင်တွေကိုပဲကျွန်တော်ပံ့ပိုးมาပါကျွန်တော်တို့မသုံးပါဘူးကျွန်တော်ကျွန်တော်လည်းကျွန်တော်ကွန်ဆာဆယ်လေးတော့ကစားကျွန်တော်ပတ်စံနဲ့ကျွန်တော်စားတာပါဒီငွေတွေကကျွန်တော်မစားပါဘူးဒါကျွန်တော်ရိုးသားပြောပြတာပါအဲကိုကြီးဖုန်းနံပါတ်လေးပေါ့2613825391နောက်00539 9839 81ဖုန်းနှလုံးရှိပါတယ်အဲ့ဖုန်းလေးကိုဆက်သွယ်ပြီးတော့ အဲအဲ့လိုပေါ့အခက်အခဲရှိရဆိုရင်အကူညီလမ်းတောင်းမှာအဲ့ကြရင်အသေးစိတ်ကတော့ဟိုဟာပေါ့ဖုန်းနဲ့ပဲကိုတိုင်းပြီးတော့ပြောပြမှာပေါ့နော်ဒီမှာယူယူခွဲတာရှိတယ်ဆက်နဲ့ခွဲတာရှိတယ်ဟိုလောဆယ်တော့ကိုယ်ဆက်နဲ့ခွဲတာသူကမျိုးလုံးတစ်လုံးကို၃သိန်းခွဲရှိတယ်ဒီဒီမှာခွဲတော့သူကဈေးရဈေးကြီးလို့ဆရာတော်ကရှောက်ဆရာတော်ကပြောတယ်ဒါကြီးဆက်နဲ့ခွဲတာတော့ဈေးနဲ့နဲ့ကြီးတယ်၃သိန်းခွဲရှိတယ်ဒါပေမဲ့၃သိန်းခွဲဆိုတာအပြင်နဲ့ဆိုင်တော့အများကြီးတက်တာလေတက်တာဆိုတော့ဒါလောဆယ်တော့ကျွန်တော်ကအလူရှင်ကလည်း အများကြီးမရသေးတော့ကျွန်တော်ကဆက်နဲ့ခွဲတာတော့လောဆယ်ကျွန်တော်မတက်နိုင်သေးဘူးဒါပေမဲ့ లై ပို့ပေးနိုင်တယ် లై ပို့ပေးမယ်အဲလာပို့ပေးမယ်အဲကွင်ကြီးပေးမယ်ပေါ့နော်ရေရိုးခွဲတဲ့လူကတော့ကျွန်တော်ကွင်ကြီးပေးနိုင်တယ်ပေါ့ကျွန်မတို့လူလာလူမယ်ဆိုလို့ရှိရင်လည်းရတယ် లై ပို့ပေးမယ်အဲကျွန်တော်လောအားဌာနပေါ့နော်ရတယ်ကျွန်တော်ကကျွန်တော်ကွင်ကြီးတောင်းလို့ရှိရင်ကျွန်တော်အချိန်မေးပါပဲဒါပေမဲ့ကျွန်တော်ကျိုးတော့ပြောပေါ့ကျွန်တော်တို့ကဟိုတင်းမြင့်အလုပ်ကလေးတွေရှိတာဟုတ်လုပ်ကလေးဆိုကားရဲတော့မဟုတ်ဘူးဒီ channel price ကလုပ်ကလေးတွေရှိတဲ့အခါကျတော့ချိန်လို့ရအောင်လို့ အဲ့ဒါလေးပါပဲဟုတ်ဒီမက်ဆီခွဲတဲ့ဟိုကတော့တောင်မှာစိတ်ကမ်းမျိုးနယ်ပေါ့88ရက်ခွဲစိတ်ကမ်းမျိုးနယ်သူခိတာလန်းအဲတိပိရကအဲတိပိရကပညာလင်္ကာရအကြောင်းတိုက်ဆိုရင်ရောက်ပါတယ်ဟုတ်